ထက်တန်းចောင်းသားရွယ်ဆိုတာလွတ်လပ်မှုပျော်ရွှင်မှုဤနယ်ပြည်နယ်နေတဲ့တလို့အချင်းနဲ့စတင်ထိတွေ့ခံစားရတဲ့အနုနယ်လွန်လာတဲ့အရွယ်ဖြစ်ပါတယ်။လူမှန်ပေမဲ့အချိန်မပြီးတွေ့ဆုံခြင်းကိုရေဆက်ဆိုတာတဲ့ဝေကျွေးလို့ခေါင်းစဉ်တက်လို့ရပါတယ်။လူငယ်တဘာဝအเจ้าမှာစိုးသွမ်းပြီးတော့အမှတ်စင်းထွက်တိုင်းနောက်ဆုံးအရာတက်တဲ့သူ့ရဲ့နာမည်ကကျိုးဆောင်ကြီးဖြစ်ပါတယ်။ဒီနေ့မှလည်းထုံးစံတိုင်းရဖြစ်ပြီးပြေးလာနေတဲ့အချိန်ကြောင်းပြောင်းလာတဲ့အကြောင်းသူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။ချက်စရာကောင်းတဲ့မျက်နှာပုံစံနဲ့သူ့ရဲ့နာမည်ကရုံစစ်ဖြစ်ပါတယ်။ ရန်ဖြင်းကန်ကန်နေခဲ့ရပေမဲ့ကျိုးဆောင်ရှိရဲ့အကြီးကရုံစစ်စီကိုရောက်နေခဲ့ပြီးတော့ရန်ဖြင်းရဲ့သူ့ကိုရုံစစ်ကအယုံဆိုင်မိသွားတာကြောင့်အကန့်ခဲရတော့ဂယူးမဆိုင်နိုင်ဖြစ်နေခဲ့ပါတယ်။အဲဒီနောက်မှာရုံကန်တက်လိုက်ရပေမဲ့ရုံစစ်ကလည်းကြောင်မြောင်းဆိုင်ရလာပေးခဲ့တာကြောင့်ထပ်ဆုံးခဲ့ရပါတယ်။ အတန်းလိုက်တူတူဖြစ်တဲ့ယုံစစ်ကိုတခြားတန်းအကြောင်းသားတွေလာပို့ရင်တော့ရှောင်းကြီးကဟီးရိုးလုပ်ပြီးကာဝယ်ပေးရဲ့အထီးမြင်မြင်ချင်းချစ်မိသွားခဲ့တာဖြစ်ပါတယ်။တကယ်မှာတော့စီနီယာအတန်းရဲ့ရေကူးသင်ကောင်းဆောင်ရှာရီကယုံစစ်အတွက်လက်ဆောင်လာပေးခဲ့ပါတယ်။သူပြီးရဲ့လက်ဆောင်ကပြီးခဲ့တဲ့နှစ်ကရေကူးပြိုင်ပွဲမှာရခဲ့တဲ့ဆုဖလားဖြစ်ပြီးတော့ဒီနှစ်လည်းသူ့ကိုဒီလိုဖလားလက်ဆောင်ထပ်ပေးမယ်ဆိုပြီးတော့လာကြွယ်နေခဲ့တာဖြစ်ပါတယ်။ယုံစစ်ကတော့ပြပြသသားငင်းခဲ့လိုက်ပြီးတော့ရှောင်းကြီးကိုသူနဲ့တူတော်ရဲခေါ်သွားလိုက်ပါတယ်။ရှောင်းကြီးကတော့တောရဲဆိုတဲ့အတန်ကြာနေနှစ်ယောက်တည်းတောရဲမှာအချိန်ကုန်ရမှာမဟုတ်သူ့တက်ခွင့်ပဲလို့တွေးနေခဲ့ပေမဲ့တကယ်တမ်းတော့တောနဲ့နာမည်စင်တဲ့အကင်ဆိုင်ဖြစ်နေခဲ့ပါတယ် နောက်တဲ့အကြောင်းမှာရုံစစ်ကိုရှာရီတို့ဖွဲ့ကထပ်နောက်ဆက်နေခဲ့ပြန်ပါတယ်။ရှောင်းကျင်လဲရှာရီတို့ဖွဲ့နိုင်ချင်ပြစ်ခဲ့ကြပြီးရဲ့နောက်မှာတော့အကင်းဆိုင်ထဲရောက်လာခဲ့ကြပါတယ်။ရုံစစ်ကိုရှာရီတို့ထပ်မနောက်ဆက်တော့ရှောင်းကျင်ကသူ့နဲ့တွဲနေကြောင်းနဲ့လိုက်ပေါ်ချပေးနေခဲ့ပါတယ်။ရုံစစ်ကတော့ရန်ပြစ်တော်မုံကြောင်ပြောနေတော့မှပဲရှာရီတို့ဖွဲ့ထပ်ရောက်လာခဲ့ပါတယ်။ရှောင်းကြီးကိုမချင်တတ်တာကြောင့်ထက်ရိုက်ဖို့လုပ်နေချိန်မှာရုံစစ်ကဝင်တားလိုက်ပြီးတော့သူနဲ့ရှောင်းကြီးတွဲနေကြတာမို့အေးစင်းနေခွင့်ပေးဖို့ပြောလိုက်ပါတယ်။ရှာရီလည်းဘာမှမတတ်နိုင်ပဲပြတ်ထွက်သွားသလိုရှောင်းကြီးကိုလည်းရန်ထက်မဖြစ်တော့ဘူးကိုတီတောင်းလိုက်ပါတယ်။ ဒီလိုနဲ့သူတို့ဟန်ဆောင်တွဲနေကြတဲ့ဆိုပေမဲ့ရှောင်းကြီးကတော့နေလဲဆောင်တော့ romantic ဆက်ဆံအသေးပုံလေးလှုပ်လာပေးခဲ့ပါတယ်။နေလဲဆောင်စားနေချိန်မှာရှာကြီးကရှောင်းကြီးကိုအခန်းထဲကိုထည့်ရောက်လာခဲ့ပါတယ်။ရှောင်းကြီးကိုရန်စားနေခဲ့ပေမဲ့ရံမဖြစ်အောင်ဆိုတဲ့ယုံစီရဲ့စကားကြောင့်တိခန့်နေခဲ့ရပါတယ်။ရှာကြီးကတော့ရှောင်းကြီးကိုစင်ကာပူတစ်ခုကမ်းလှမ်းခဲ့ပြီးတော့ရေကူးပြန်မှဖြစ်ပါတယ်။ရှောင်းကြီးနိုင်တော့ရင်ရုံစစ်ကိုထပ်မနောက်ရှော့တော့ဖြစ်ပြီးတော့ရှောင်းသွားခဲ့ရင်တော့ရှာကြီးကိုချစ်တယ်ဆိုတဲ့စာကိုရုံစစ်ရဲ့နောက်ကျောင်းမှာကတ်ထားဖြစ်ပါတယ်။ရှောင်းကြီးကလက်မခံချင်ပေမဲ့ရုံစစ်ကတော့သဘောတူခဲ့လိုက်ပါတယ်။ဒီလိုနဲ့ရေကူးပြန်မယ်နေကိုရောက်လာခဲ့ပါတယ်။ ရှောင်းကြီးရဲ့ရှုံးသွားခဲ့လို့စိတ်ညစ်နေခဲ့ပေမဲ့ရုပ်စိတ်ကသူ့ဘက်မှာပဲရှိနေခဲ့ပြီးတော့အရင်အထက်ပိုတိုးတက်လာလို့ချီးကျူးနေခဲ့တာကြောင့်ရှာရီတို့လည်းပမာမတက်နိုင်ပဲကြံနေခဲ့လိုက်ရပါတယ်။နေရောက်တာကန်းချီဘက်ကိုထွက်လာခဲ့ပြီးတော့လူငယ်ဘဝလွတ်လပ်မှုအတူကောင်းဆုံးနေခဲ့ကြပါတယ်။ရုပ်စိတ်ကပုံဆွဲလာဝါသနာပါပြီးတော့ဒီဇိုင်နာတယောက်ဖြစ်တဲ့ကြောင့်ပြောရင်လည်းရှောင်းကြီးအတွက်လည်းပုံတို့ပချီဆွဲပေးခဲ့ပါတယ်။အိမ်ပြန်တော့မယ့်ချိန်မှာပဲကာတစီကိုတွေ့လိုက်ရတာကြောင့်ရောင်စစ်ကရှောင်းဂျီကိုဖက်ပြီးတော့ကြွေလိုက်ပါတယ်။ဒီချိန်နေရာဟန်ဆောင်ချင်းမော့တော်ပဲနဲ့သူ့ရဲ့အချစ်တွေကိုတကယ်လက်ခံလိုက်ပြီးလို့ရှောင်းဂျီကထင်ခဲ့မိလိုက်ပါတယ်။ အရင်တော့ကစားပြီးရောင်စစ်ကြောင်းကိုရောင်းလာခဲ့တော့အကြောင်းအတန်းပြရနဲ့ရောင်စစ်ရဲ့အိမ်ကိုတာကြည့်လိုက်ပါတယ်။ရောင်စစ်နဲ့သူ့မယားအဖေရဲ့သမားရဲ့လက်ကနေထွက်ပြေးလာခဲ့တာဖြစ်ပြီးတော့အခုလဲသူတို့ရှောက်တွေ့သွားခဲ့တာကြောင်းအိမ်မှာပြန်လာတက်နေခဲ့တာဖြစ်ပါတယ်။သူတို့မိသားစုရဲ့အခြေအနေကိုမမြင်စေချင်တာကြောင့်ရှောင်းကြီးကိုပြတ်ထွက်သွားဖို့ပြောလိုက်ပါတယ်။ကုညင်ချင်းတော့ထထန်းကျောင်းသားရွယ်နဲ့ဘာမှမတက်နိုင်တာကြောင့်ရှောင်းကြီးလည်းပြန်လာခဲ့လိုက်ရပါတယ်။အဲပြောက်ပြီးခဏကြာမှရောင်စစ်စီကဖုန်းဝင်လာခဲ့ပါတယ်။ တို့ဘေးလက်ကနေထွက်ပြေးနေရတာကြောင့်ဒီကနေထွက်သွားတော့မယ်အကြောင်းပြောရင်းနဲ့နှုတ်ဆက်လာခဲ့တာဖြစ်ပါတယ်။အဖေပြက်တွေကရုတ်တရက်ဆန်လုံးတာကြောင့်ရှောင်းကြီးလက်ရုံစစ်နဲ့နောက်ဆုံးချင်းတွေ့ရနိုင်မှုထွက်လာခဲ့ပေမဲ့နောက်ကျသွားခဲ့ပါတယ်။ရုံစစ်မရှိတော့တဲ့နောက်ပိုင်းရှောင်းကြီးလက်ចောင်းဆောက်သေးချာမလုပ်တော့သလိုဆံမွေးပွဲလက်ကျခဲ့ပါတယ်။ထပ်ပြေဖို့လဲလက်လျှော့ခဲ့သလိုလက်ရှိမှာတော့ဂိမ်းဆိုင်ဖွင့်ပြီးတော့ဘဝကိုဖြစ်သလိုဖြတ်သန်းနေခဲ့ပါတယ်။ရှောင်းကြီးဂိမ်းဆိုင်မှာထိုင်နေတော့ထပ်တန်းចောင်းတော့တငယ်ချင်းចမ်းဖန့်ရောက်လာခဲ့ပါတယ်။စာပေနုပညာចောင်းတက်နိုင်ဖို့ကចမ်းဖန့်ရဲ့ရွယ်ချက်ဖြစ်ပါတယ်။ဝါနာပါရာចောင်းမဟုတ်ဘဲနဲ့မင်းကလေးတွေအများကြီးရဲ့ចောင်းမို့တက်ချင်တာဖြစ်ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှနှီးပညာတွေလည်းတိုးတက်လာတာကြောင့်လက်ကైဖုန်းတွေလည်းပေါ်လာခဲ့ပါတယ်။ကျန်းဖန်လည်းသူ့ဖုန်းတွေကနေကျောင်းဝမင်းကလေးပုံတွေကိုထုတ်ပြလာခဲ့ပါတယ်။ပုံထဲမှာရုံစိတ်ကိုတွေးလိုက်ရတာကြောင့်ရှောင်းကြီးရဲ့ဘုရားလည်းအသက်ပြန်ဝင်လာခဲ့ပါတယ်။ရုံစိတ်နဲ့ပြန်ဆောင်နိုင်ဖို့အတွက်အနုပညာကျောင်းကိုတက်နိုင်အောင်ထပ်တန်းဆောင်ရွက်ပွဲကိုပြန်ပြေဖို့ဆုံးဖြတ်လိုက်ပါတယ်။နေနေညညစာအုပ်ပဲစ조사လုပ်ခဲ့တာကြောင့်အနုမညာကျောင်းတက်ခွင့်ရသွားပါတယ်။ကျောင်းမှာလိုက်ရှာခဲ့ပေမဲ့မတွေ့ရသေးတဲ့အကြောင်းစိတ်ညစ်နေတော့မှပဲလမ်းမှာရုံစင်းနဲ့ပြန်ဆောင်ခဲ့ပါတယ်။ သူ့အမြင်ပြီးတော့လာဖက်လိုက်မယ်လို့စိတ်ကူးယဉ်နေခဲ့ပေမယ့်ရုံစိတ်ကမြင်မြင်တာကြောင့်သူကိုယ်တိုင်ပဲသွားနှုတ်ဆက်ခဲ့ရပါတယ်။ကျောင်းတက်တာစာသင်ခြင်းလုံးမဟုတ်ပဲရုံစိတ်နဲ့တွေ့ကြုံတသက်ဖြစ်တဲ့ရှောင်းကြီးကမင်္ဂလိကြီးတက်တဲ့ဒီဇိုင်နာအတန်းမှာဆင်းရဲပေးခဲ့ပါတယ်။ဒါပေမဲ့လက်ရှိမှာရုံစိတ်ကချစ်သူရှိနေခဲ့တာကြောင့်ရှောင်းကြီးလည်းမျှော်လင့်ချက်တွေကြိုးပဲကုန်ပါတယ်။တငယ်ချင်းတွေကတော့ယောက်ျားလေးအများကြီးနဲ့ပြိုင်လူရမှာတဲ့ဆိုင်ရင်ရှိတဲ့ရည်စားနဲ့ပြိုင်လူရတာကပိုကောင်းကြောင့်အကောင်းဆုံးမူတည်ပေးလာခဲ့ပါတယ်။ဒါကြောင့်လက်မလျှော့ပဲရုံစိတ်နဲ့နေဖို့သူလုံးသမီးကုန်လိုက်လုပ်ခဲ့ပါတယ်။ကျောင်းကဝေအားစာဖန်ခဲ့အောင်ရှောင်းကြီးမပါတဲ့နေရာဆိုတာမရှိသလောက်ဖြစ်နေခဲ့ပါတယ်။ ရောင်စရက်ကောင်လေးကကျောင်းဘောလုံးတင်ရဲ့ကောင်းဆောင်ဖြစ်ပါတယ်။ကျောင်းမြတ်မဲမှာလည်းရှောင်းကြီးကဘောလုံးကင်ရမယ်စာရောင်စစ်ရှိရဲ့ဖန်ကဲအဖွဲ့တွေကိုကြောင်းနေခဲ့ပြန်ပါတယ်။ကျောင်းဝပြန်လာတဲ့လမ်းမှာမိန်ကလေးတယောက်နိုင်ကျင်နေအောင်မြင်ပြီးတော့ရောင်စစ်နဲ့ရှောင်းကြီးကိုလည်းဝန်ကူညီပေးခဲ့ကြပါတယ်။အဆောင်ပြောင်းတဲ့ခါမှာရှောင်းကြီးနဲ့သူ့ဘော်ရိုင်းနဲ့အတူအစ်စ်ဝင်လာတဲ့တရုတ်တိုင်းကကြည့်နေကြပါတယ်။အခွေးဘောမှာရောင်စစ်လက်မှတ်ပါထိုးခိုင်းလာတဲ့အကြောင်းရှောင်းကြီးနဲ့ဖိုးရန်တိုင်းကအတွက်အပြော်ကြီးပြောနေခဲ့ပါတယ်။ဒီချိန်မှာခန်းကောက်လူတယောက်လာခောက်ပြီးတော့ရောက်လာတာကတော့ရဲတွေဖြစ်နေခဲ့ပါတယ်။ ရှောင်းကျီကိုစကန်းခေါ်သွားခဲ့တယ်လို့ရောင်စစ်ပါပါသွားခဲ့ရကြအောင်တိုင်ကားပေါ်မှာလက်မှတ်ထိုးပေးလို့ဖန်ခန့်ရရဲ့လှုပ်ထင်နေကြပါတယ်။စကန်းကိုရောက်တော့လေရိမ်မှုမေးသမျှကိုရှောင်းကျီကတိုင်ကားကြီးကတရားမဝင်ဘူးလားနဲ့တိုင်ကားဝယ်တဲ့အကြောင်းပဲပြောနေကြတာကြောင့်အချုပ်ခန်းထဲဝင်နေလိုက်ရပါတယ်။တကယ်တော့တိုင်ကားကြီးလိုဖန်တာမဟုတ်ပဲညနေရကူညီခဲ့တဲ့ကောင်မလေးကတခိုးပြင်နေကြတာကြောင့်သူတို့ကစစ်ဆေးဖို့အတွက်စကန်းခေါ်ခဲ့တာဖြစ်ပါတယ်။အချုပ်ထဲရှိနေတဲ့ရောင်စစ်ကသူ့ကောင်လေးနဲ့စာတွေ့ခဲ့တဲ့အချင်းကိုပြပြခဲ့ပြီးတော့ရှောင်းကျီကိုလည်းငွေချင်းကောင်းဖြစ်တဲ့အကြောင်းပြောခဲ့ပါတယ်။ အထက်တန်းကျောင်းလေးကနေတက်ရုံရောက်တဲ့အထိမင်းကလေးတယောက်တည်းပဲချစ်ခဲ့တဲ့ရှောင်းကြီးလေးပထမဆုံးအချိန်အသေးခွဲခဲ့ရပါတယ်။ချစ်သူဖြစ်ခွင့်မရခဲ့ပေမဲ့ရုံစစ်မွေးနေ့မှာလည်းသူ့ကိုပျော်ရွှင်စေဖို့အတွက်အစွမ်းကုန်ကြိုးစားပေးခဲ့ပါတယ်။မွေးနေ့မှာမီရှူပေါက်လာကြည့်ကျင်တဲ့ရုံစစ်အတွက်သူ့ကိုယ်တိုင်မီရှူဖောက်ပြပေးခဲ့သလိုတခြားကျောင်းသားတွေကလည်းမီရှူအလှနဲ့တူသူတို့ချစ်တဲ့သူတွေကိုဖွင့်ပြခဲ့ကြပါတယ်။ရုံစစ်အတွက်လောက်ပါတဲ့မွေးနေ့မှတ်တရားတစ်ခုဖန်တီးပေးနိုင်ခဲ့သလိုရှောင်းကြီးကလည်းသူ့ပြောတာလေးကိုမြင်ကွင်းရခဲ့တဲ့အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ ။တင်ရမှာတော့စာကြည့်ခန်းထဲမှာရုံစရဲ့ရည်စားကတခြားကောက်မလေးနဲ့စကားပြောနေတာကိုရှောင်ကြဉ်ကြားသွားခဲ့ပါတယ်။ဒီနေ့ကံမဲ့ចောင်းបុកလုံးပြိုင်ပွဲမှာနိုင်ရင်ရုံစိနဲ့ទឹកកောက်မလေးကအတူသွားလေဖို့တိုင်ပင်ထားကြပေမဲ့ရုံစရဲ့កောင်လေးကတော့တခြားកောက်မလေးနဲ့တွေ့ရမှာဖြစ်လို့ဒီပွဲကိုရှောင်းအောင်កံမှာဖြစ်ပါတယ်။ရှောင်းကြီးကရုံစစ်ကိုတီးချောင်းပြပြပေးမယ်လက်မခံနာကြောင့်သူကိုယ်တိုင်ဘောလုံးဝင်ကန်ပြီးတော့နိုင်အောင်လှုပ်ဖို့ဆုံးပြလိုက်ပါတယ်။ပွဲပြီးခါနေတီတည်ရင်ဖြစ်နေခဲ့ပေမဲ့ရှောင်းကြီးကနောက်ဆုံးမိနစ်မှာနိုင်ကိုတွန်းနိုင်ခဲ့ပါတယ်။ပွဲပြီးကနေရုံစစ်ရဲ့ရေးစားကိုစိတ်ကြိုက်ထိုးခဲ့ပါတယ်။သူ့ကိုရုံစစ်စိတ်နာသွားမှောက်သိပေမဲ့သူ့ကိုမယုံကြည်တဲ့အမတ်တရားအတွက်သူကိုယ်တိုင်လက်စားချေခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ရှောင်းကျဲဘဝတွေကနေရုံစဲဒုတိယကျေးထွက်သွားခဲ့ပါတယ်။နှစ်တည်ကြာလာပြီးတဲ့နောက်အရာရာပြောင်းလဲလာခဲ့ပါတယ်။လက်ရှိမှာရုံစဲကပြည်နယ်လက်ရွေးစင်ရေကူးသမားတယောက်ဖြစ်နေခဲ့ပါတယ်။တငယ်ချင်းတွေလည်းအလောက်တွေကိုစင်နဲ့ဖြစ်သွားကြသလိုရှောင်းကြီးကိုရန်လည်းရည်စားသိရနေခဲ့ပါတယ်။တရက်လေးချိန်ခံလုပ်ပြီးပြန်လမ်းမှာရုံစစ်ကိုတွေ့လိုက်ရပါတယ်။ဟုံးမုတ်ဒေတာသိချင်တာကြောင့်အနောက်ကနေလိုက်သွားကြည့်ခဲ့ပါတယ်။လက်ရှိမှာရုံစစ်ကကြောင်ညာရိုက်ကူးနေရပြီးတော့နာမည်အတော်တန်ရနေတဲ့မော်ဒန်တယောက်ဖြစ်နေခဲ့ပါတယ်။အလောက်ပြည့်ရဲ့အချိန်ဘာတစ်ခုမှဝန်ထမ်းရင်းနဲ့အခြေဦးနဲ့စကားတွေပြန်ပြောပြခဲ့ကြပါတယ်။ နောက်ရဲ့ကြောင်ညာရိုက်ဆရာကြီးအကြောင်းအရှောင်ကြီးကသူ့လိုက်ပို့ပေးဖို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ကြောင်ညာရိုက်ကုရဲနေ့ကိုရောက်သွားပေမဲ့ဒရိုက်တာရဲ့ဂျင်းမြလုံးနဲ့ရိုက်ွက်တဲ့ကြောင်းအတော်လေးပင်ပန်းလာခဲ့ပါတယ်။အိမ်ပြတ်ဖို့ရဲ့လမ်းမှာရုံစစ်တယောက်ပင်ပန်းလုံးလုံးအိပ်ပျော်နေခဲ့ပါတယ်။မော်ရန်လောက်ကရုံစစ်တော်အစမပင်ပန်းတည်ရဲ့ရှောင်ကြီးကသူ့အတွက်ပုံစံပြင်မဲ့ဒီဇိုင်နာလုပ်တွေကိုဖိုင်တွဲတစ်ခုလုပ်ပြီးရောပေးလာခဲ့ပါတယ်။နောက်ရမှာကြောင်ညာဆဲရိုက်ပို့တော်သွားနေရတဲ့လမ်းမှာဒရိုက်တာကဖုန်းဆက်ပြီးရောလူစားထုတ်လိုက်ပြီးဖြစ်တဲ့ကြောင်းပြောလာခဲ့ပါတယ်။အသက်အရွယ်ရလာတဲ့အများအစင်းကြီးဆိုင်နေပြင်နေတာကိုခဏမေးထားပြီးရောလူငယ်ဆန်းဆန်းလွတ်လပ်နိုင်ဖို့ကန်းကြီးကမိပြတိုက်စီကိုရှောင်းကြီးကခေါ်သွားပေးခဲ့ပါတယ်။ စိတ်လုတ်ကိုလိုပြောပြီးတော့နှစ်ယောက်သားနမ်းမီတော့မလို့ဖြစ်ခဲ့ကြပါပဲဒီတစ်ခါမှလည်းရှောင်းကြီးမှရီစားရှိရဆိုတဲ့အတီးကထိန်းချုပ်ထိုက်ပြန်ပါတယ်နှစ်ယောက်စလုံးနေရခက်လာကြအောင်အင်အိုပဲပြန်ခဲ့လိုက်ပါတယ်ရှောင်းကြီးလည်းရေကုတ်ပြန်ပွဲအတွက်ပြင်ဆင်နေခဲ့ရပါတယ်ဒီတစ်ခေါက်ပြန်ပွဲကနိုင်ငံလေရင်ဖြစ်ခွေရမှာမဟုတ်အရေးကြီးတဲ့ပွဲပဲဖြစ်ပါတယ်ပြန်ပွဲရစနေဖြစ်တာကြောင့်ရုံစစ်ရုပ်လာခဲ့ဖို့ဖုံးဆက်ပြောခဲ့ပါတယ်။ဒါပေမဲ့ပြန်ပွဲနေ့မှာမုံတိုင်းဖြစ်နေကြတာကြောင့်ရေရီကြီးပြီးတော့လမ်းနေပေးနေခဲ့ပါတယ်။ ရှောင်းကြီးကရုံစစ်မလာမှာဆိုတဲ့အတွက်ဖုန်းဆက်မိခဲ့တဲ့အချိန်မှာတော့လာနီရဲ့လက်မရည်ကြီးနေရာကြောင့်လမ်းပိတ်နေကြောင်းပြပြခဲ့ပါတယ်။ပြန်ပွဲရမကြောက်ရင်စားတော့မှာဖြစ်ပေမဲ့ရုံစစ်ကိုစိတ်မကြတဲ့ရှောင်းကြီးရဲ့စိတ်ကပြန်ပွဲထဲမှာအာရုံစိုက်လို့မရနိုင်ဖြစ်နေခဲ့ပါတယ်။အချင်းနဲ့ဘဝတက်လမ်းမှာလူငယ်ဆန်ဆန်အချစ်ကိုပဲရွေးချယ်ဖို့ဆုံးဖြတ်လိုက်ပြီးတော့ရုံစစ်ရှိရဲ့နေရာထွက်လာခဲ့လိုက်ပါတယ်။မြောင်ရဲ့အချင်းရုံစိတ်ကိုဖက်လိုက်ပြီးတော့သူ့ရည်စွမ်းနဲ့ဆက်သက်ဖြစ်လိုက်ပြီးဖြစ်ကြောင်းပြပြခဲ့ပါတယ်။အဲဒီနေ့ကရှောင်းကြီးရဲ့ထထန်းကျောင်းသားဘဝရဲ့အချက်တွေကိုထုတ်ပြပြခဲ့တဲ့ပထမဆုံးနေ့ဖြစ်ပါတယ်။ ရုံစက်ကပြန်ပွဲကိုပြန်သွားဖို့ပြောပြီးတော့ထွက်လာတဲ့အချိန်မှာဆိုင်းမုတ်ကသူ့ဘွယ်ပြောကြလာခဲ့တာကိုရှောင်းချီတွေ့လိုက်ရပါတယ်။ရုံစက်ဘွယ်ပြောမကြခင်သူ့ဝန်ခံပေးလိုက်တာကြောင့်ရှောင်းချီထိခိုက်မိသွားခဲ့ပါတယ်။စင်းအောင်တက်လိုက်ရပေမဲ့ရုံစက်စီအချစ်ကိုရခဲ့တာကြောင့်ငယ်ဘွားအိမ်မက်လေးပြေဝသွားခဲ့ရတဲ့အမတ်တရနေလေးဖြစ်ခဲ့ပါတယ်။ချစ်သူတွေဖြစ်ခဲ့ကြတဲ့အချိန်ဟာပျော်စရာပြည့်နှက်ခဲ့ပြီးတော့လက်ထပ်ဖို့အိမ်မက်တွေထားရှိခဲ့ကြပါတယ်။ရုံစက်ကသူ့ဘော်နက်ကရတဲ့ပတ်စံနဲ့စင်းတို့လက်စွပ်လေးဝယ်လာခဲ့ပါတယ်။ အရင်မှပေးမယ်လို့စိတ်ကူးထားပေးမယ်လမ်းမေးဆိုင်မှာတင်ထားတဲ့မင်္ဂလာဝတ်ဆောင်ရှိမှာပဲ romantic ဆက်ဆံအပြန်လဲလက်ဆော့ဝယ်ပေးခဲ့ကြပါတယ်ဒီလိုနဲ့နောက်ရက်မှာတော့ဒန်ရအတွက်ရလက်ထွက်လာပြီးမှစိတ်ယုံကိုသွားခဲ့ကြပါတယ်ဒန်ရကတတ်တာလာပေးမယ်လုံးဝပြောက်ကင်းနိုင်မှာမဟုတ်တာကြောင့်ရေတက်ကူလို့မရတော့တာကိုသိလိုက်ရပါတယ်ခွဲဆိုင်မှုလို့ရင်တော့အရင်လုံးပြန်မဖြစ်နိုင်တော့တာကြောင့်လက်ရှိအချိန်တွေကိုပဲလက်ခံခဲ့လိုက်ရပါတယ် ပါဆက်လောက်ရတာမမဲမသိရဲ့အခြေအနေမှာရှောင်းချီတယောက်စိတ်တိုက်ကြီးကြဲကြသွားခဲ့ပါတယ်။တရက်မှာရုံစက်ကကွန်လိုင်းတစ်ခုကိုခေါ်သွားပြီးတော့အင်ဂျင်တက်ထဲဝယ်ပေးခဲ့ပါတယ်။တရက်ညာရုံစက်ကိုယ်တိုင်ဖန်တီးထားတဲ့ဒီဇိုင်းဖြစ်ပြီးတော့အထက်တန်းကျောင်းတို့ကရှောင်းချီရဲ့ပုံလုပ်ပကြီးနဲ့ထုတ်ထားခဲ့တာဖြစ်ပါတယ်။အဝေးဝင်နေတဲ့ရောင်စဲလုံးလုံးနေတဲ့ကုမ္ပဏီဘက်ကအီတလီကိုနည်းနည်းကြပြန်သင်ခွင့်ပေးကြောင်းပြောလာခဲ့ပါတယ်။အရာရာခက်ခဲပြိုလဲနေတဲ့အချိန်ဒီရာကသတင်းကောင်းလားသတင်းဆိုလားရှောင်းချီကိုရန်လက်ဝေခွဲရခတ်သွားခဲ့ပါတယ်။ရောင်စဲရဲ့တက်လန်းကိုမပိတ်လို့ရာကြောင့်အဆင်ပြေကြောင်းပဲပြောခဲ့ပါတယ်။တရက်မှာရောင်စဲရဲ့ဖေးဆုံးသွားခဲ့တာကြောင့်စာပနာပွဲကျင်းပနေခဲ့ကြပါတယ်။ ရှောင်းကျင်းနဲ့ကျန်းဖန်တို့အပြစ်မှာစကားပြောနေကြရင်လည်းအဆင်မပြေတဲ့အကြောင်းတွေကိုရေးဖွင့်နေခဲ့ကြပါတယ်။ကျောင်းဆင်းနဲ့တွေ့ဆုံခဲ့ရတာကအမားတခုမဟုတ်ပေမဲ့ဘွေးရပြီးသူနဲ့ထပ်မတွေ့ခဲ့ရင်လက်လက်တန်ရရမှာမဟုတ်တလို့အခုလောက်ခက်ခဲမှာမဟုတ်တဲ့အကြောင်းပြောခဲ့ပါတယ်။ဒီအချိန်အနောက်မှာရှိနေတဲ့ရုံစက်ကစကားတွေကိုကြားသွားခဲ့ပါတယ်။အဆင်မပြေမှုရင်းနဲ့ပင်ပန်းလာတိုင်းသူနဲ့သူ့အမေကိုအပြစ်တင်တတ်တဲ့သူ့ဖေရသမားနဲ့ရှောင်းကြီးကအတူတူပဲလို့ပြောခဲ့လိုက်ပါတယ်။အရာရာကိုရင်ဆိုင်ပြီးရှောင်းကြီးအနားမှာနေခဲ့ပေမဲ့နောက်တားရတယ်ဆိုတဲ့စကားကရုံစက်ရဲ့စိတ်ကိုနာကျင်သွားစေခဲ့ပါတယ်။ ကိုရိုင်းတော့မမမသိမှာတော့ပဲမယ်။နောက်တိုင်းရတယ်ဆိုတာမချစ်လို့ပြောခဲ့တဲ့စကားမဟုတ်တော့ဘူး။ရှောင်းကြီးကိုရိုင်းလည်းရှင်းပြခတ်သွားခဲ့ပါရယ်။ဂျုံစစ်ကိုတောင်းပန်ဖို့ထပ်သွားခဲ့ပေမယ့်ဆက်ဆံရေးတွေအေးဆက်သွားခဲ့တာကိုဘာနဲ့မှတားဆီးလို့မရတော့တာဖြစ်ပါရယ်။ရှောင်းကြီးကိုတန်အောင်လုပ်ခဲ့မိတယ်။သူကိုရိုင်းကပဲနောက်တိုင်းရနေရမှာဖြစ်သလိုရှောင်းကြီးကိုလည်းကိုဘွားတက်ကိုရှင်းတယ်မို့ဂျုံစစ်ကပြောခဲ့ပါရယ်။အီတလီကိုထောက်တာပေါ်ဆုံးမြတ်ပြီးသွားတဲ့ယုံစစ်ကဆင်တူလက်စွပ်ကိုတော့မဝေထားခဲ့တော့တာတွေ့လိုက်ရပါတယ်။တကယ်တော့ယုံစစ်ကမချစ်တော့လို့ခွဲခွာသွားတာမဟုတ်ပဲရှောင်းကြီးအတွက်ဒုက္ခထပ်မပေးချင်တော့လို့ထွက်သွားခဲ့တာဖြစ်ပါတယ်။ရှောင်းကြီးတယောက်ယုံစစ်ကိုမေးဖို့စူးစမ်းရင်အချိန်တွေကုန်ဆုံးသွားခဲ့ပါတယ်။ လရှိမှာတော့ရှောင်းကြီးကအထက်တန်းအကြောင်းမှာရေကူးအသိရဲ့ဆရာတယောက်ဖြစ်နေခဲ့ပါတယ်။တညမှာတော့တငယ်ချင်းနှစ်နဲ့တူရှိနေတဲ့ရုံစိရဲ့မင်္ဂလာဆောင်ဖိတ်ဆောင်တွေ့လိုက်ရပါတယ်။မေးပြဖို့မနေစိုးစားထားရတာကြောင့်မသွားဖို့ချိန်ချင်းခက်ခါအားတင်းထားခဲ့ပေမဲ့ဆင်နူလက်စုပ်ထုတ်ကြည့်ရင်လည်းအမတ်တရားတွေသတိပြန်ရလာခဲ့ပါတယ်။မင်္ဂလာဆောင်နေ့ရောက်တဲ့အခါမှာရုံစိကိုမင်္ဂလာဘွေကနေခိုးတော့ဖို့ဆုံးဖြတ်ပြီးတော့တငယ်ချင်းနှစ်နဲ့တူထွက်လာခဲ့လိုက်ကြပါတယ်။ တကယ်တမ်းရုံစစ်ရဲ့ပျော်ရွှင်နေရမျက်နှာနဲ့အခက်အခဲတွေထပ်မကောက်ကျင်တော့တဲ့စိတ်ကူးကြောင့်ရုံစစ်ပျော်နေရလေးကိုပဲငေးကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။15နှစ်တာလုံးနီးမျိုးစုံနဲ့ကြွက်ကာခဲ့ရသလိုပျော်ရွှင်ခြင်းဝမ်းနည်းခြင်းနဲ့အမတ်တရအတူတူပြန်ပြောင်းမိနေခဲ့ကြပါတယ်။ရှောင်းကြီးကသူ့တသက်လုံးမပိုင်ဆိုင်ရတော့မဲ့မိန်းကလေးတယောက်ကိုနောက်ဆုံးချိန်နှုတ်ဆက်ခြင်းနဲ့အတူရုံစစ်ပျော်ရွှင်စေဖို့ဆုတောင်းပေးခဲ့ပါတယ်။15နှစ်တာလုံးကလေးဆန်လာသမျှခမ်းမလေးမှာကိုချစ်တဲ့သူကတခြားတယောက်နဲ့မင်္ဂလာဆောင်နေတာကိုပြောင်းပြီးလက်ခုပ်တီးဝေးနိုင်တဲ့အထိရှောင်းကြီးတယောက်ရင်းချက်လာခဲ့ပါတယ်။ မပိုင်ဆိုင်ရတော့တာမချစ်တော့တာမဟုတ်တာပေါ့နောက်ဆုံးအချိန်ထိရောစစ်ပေးခဲ့တဲ့အင်ဂျီလေးကိုဝစ်လာရင်းနဲ့အပြုံးနဲ့နှုတ်ဆက်နိုင်ခဲ့ပါတယ်မဆုံစည်းနဲ့နဲ့ချစ်ဇလန်းနဲ့အတွက်အချိန်အကြာအစ်တူဆုံးခွင့်ပေးခဲ့တာဟာရေစမ်းမုတ်ဖဲနဲ့ဝစ်ကြေးတက်တက်သားဖြစ်ပါတယ်